င်္ဂလာပါသတင်းနဲ့မီဒီယာကွန်ရဲ့ NNG သတင်းဌာနရဲ့ podcast အစီအစဉ်ကနေကြိုဆိုပါရစေ။ဒီအစီအစဉ်ကတော့တိုင်းသားဒေသတွေထက်ကအဖြစ်အပျက်တွေနဲ့ဆက်ဆက်တဲ့သတင်းတွေ၊ဆောင်းပါးတွေနဲ့ဆက်သွယ်မေးမြန်းချက်တွေကိုတင်ဆက်ပေးနေတာဖြစ်ပါရစေ။ NNG ရဲ့ podcast ထုတ်လင်းချက်တွေကိုတရိုက်နားဆင်နိုင်တယ်လို့ download လုပ်ထားပြီးတော့အဆင်ပြေတဲ့အချိန်မှာနားထောင်ရလဲရပါရစေ။ကျမအမီပါ။ ဒီနေ့သတင်းတွေထဲမှာတော့မြန်မာနိုင်ငံလုံးဆိုင်ရာចောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF ကကလေးနယ်ဂံကောမြို့နယ်တွေထဲမှာစစ်ကောင်စီရဲ့စခန်း၅ခုကိုသိမ်းပိုက်ခဲ့ရမှာပဲစခန်းတွေပါပါတယ်လေမန္တလေးတိုင်းစင်ကူးနယ်တပိတ်ချင်းမြို့နယ်တွေမှာတော့ဘုံကျဲတိုက်ခိုက်ခံရမှုမှာထိခိုက်မှုတွေကဘယ်လိုမျိုးရှိနေသလဲဆိုတာနဲ့မကွေးချင်းထောင်နာကတိုက်ပွဲဖြစ်စဉ်အသေးစိတ်အကြောင်းသတင်းပေးပို့ချက်တွေကိုနားဆင်ရဖို့ရှိနေပါတယ် ခုတော့သတင်းတွေကိုတင်ဆက်ပေးသွားမှာပါ။စကိုင်းတိုင်းကလေးမြို့နယ်နဲ့ဂံကောမြို့နယ်တွေထဲကစစ်ကောင်စီရဲ့တပ်စခန်း၅ခုကိုမြန်မာနိုင်ငံလုံးဆိုင်ရာចောင်းသားများဒီမိုကရက်တစ်တပ်ဦးចောင်းသားတပ်မတော် ABSDF ကသိမ်းယူနိုင်ခဲ့တယ်လို့ထုတ်ပြန်ပါတယ်။ကလေးမြို့နယ်တောင်ပိုင်းနဲ့ဂံကောမြို့နယ်မြောက်ပိုင်းဒေသတွေထဲကစစ်ကောင်စီရဲ့တပ်စခန်းတွေကိုမဟာမိတ်ပူးပေါင်းတပ်တွေနဲ့အတူသိမ်းပိုက်နိုင်ခဲ့တာလို့ ABSDF ကဧပြီလ16ရက်နေ့မှာထုတ်ပြန်ပါတယ်။ဧပြီလ17ရက်နေ့မနက်ပိုင်းမှာတော့က လေးမြို့နယ်တောင်ပိုင်းကလေးကန့်ကောလမ်းမပေါ်ကစစ်ကောင်စီရဲ့ကြံသာရွာစခန်းကိုတိုက်ခိုက်သိမ်းပိုက်မှုမှာတော့လက်နက်ခဲရံအမြောက်အများကိုလည်းသိမ်းဆီးရမိခဲ့တယ်လို့ဆိုပါရယ်။ဒါအပြင်ကလေးမြို့နယ်တောင်ပိုင်းမှာရှိတဲ့ကမ်းမဏီတက်စခန်းမန်တော့ အောင်သားရအနောက်အောင်သားရအရှိတက်စခန်းစတဲ့တက်စခန်းတွေကိုတော့ဖေဖော်ဝါရီလတုန်းကတင်ပိုက်နိုင်ခဲ့တာလို့ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။ဒီစစ်စင်ရေးတွေကိုတခြားမဟာမိတ်တွေနဲ့အတူပူးပေါင်းပြီးတော့ပါဝင်တိုက်ခိုက်ခဲ့တာလို့ ABSDF ရဲ့ထုတ်ပြန်ချက်ကဆိုပါတယ်။နှစ်လကြာတဲ့ဒီစစ်စင်ရေးထဲမှာတော့ ABSDF ကတက်စုမှုတယောက်နဲ့ဒူးတက်စိတ်မှုတယောက်ကြာဆုံးခဲ့ပြီးရဲဘော်6ယောက်တရားရရှိခဲ့တယ်လို့ဆိုထားပါတယ်။ တော်လရင်အားစုတွေထိမ့်ချုပ်ထားတဲ့မန္တလေးတိုင်းတွေကစင်ကူးနဲ့တပိတ်ချင်းမြို့နယ်တွေကိုစစ်ကောင်စီတပ်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ကလေးတွေအပါအဝင်အရက်သား73ယောက်ထပ်မနေသေဆုံးခဲ့ပါတယ်။တောက်ကြနေမနက်ပိုင်းမှာတပိတ်ချင်းမြို့နယ်တဲကလေကြောင်းရွာကိုစစ်ကောင်စီတပ်ကလေရင်နဲ့ဘုံစက်တိုက်ကျဲခဲ့တာဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။အဲ့ဒီနေ့ညနေပိုင်းမှာတပိတ်ချင်းမြို့နယ်တဲကတခြားရွာတရွာကိုလည်းလေကြောင်းကနေထပ်မံဘုံကျဲတိုက်ခိုက်ခဲ့လို့ပြည်သူ3ယောက်ဒဏ်ရာရရှိခဲ့ပါတယ်။ ယ်။ဒါအပြင်စင်ကူးမြို့နယ်ထဲကကြောက်ပေါက်ရွာစတင်ချောင်းကိုလည်းအရင်နေ့နေ့လယ်ပိုင်း3နာရီဝင်းကျင်လောက်မှာဘုံကျဲတက်ခိုက်ခဲ့လို့ရွာသား6ယောက်ဒဏ်ရာရရှိခဲ့ပြီးတော့အိမ်တချို့ပျက်စီးခဲ့ပါတယ်။အပြစ်ရထားတဲ့စစ်ကောင်စီတပ်ဟာအရတားတွေနေထိုင်တဲ့ရက်ရွာတွေတဲကိုနေတိုင်းလူလူလေချောင်းကလည်းဘုံကျဲတက်ခိုက်မှုတွေဇက်တိုက်လုံနေတာကြောင့်အရတားထိခိုက်ဒေဆုံးမှုတွေကတိုးလာနေပါတယ်။ ချင်းပြည်တောင်ပိုင်းကချင်းညိနောက်အဖွဲ့တွေထိမ့်ချုပ်ထားတဲ့မတူပီမြို့ကိုစစ်ကောင်စီတပ်လေးချောင်းကနေဘုံကျဲတက်ခိုက်ခဲ့တာကြောင့်အရသား၅ရောက်ဒဏ်ရာရခဲ့ပြီးတော့လူနေအိမ်တချို့ပျက်စီးသွားတယ်လို့ဒေသခံတွေကပြောပါတယ်။ဧပြီလ18ရက်နေ့နေ့လယ်ပိုင်းမှာမတူပီမြို့ထဲနဲ့မြို့အနီးဝန်းကျင်ကိုစစ်တပ်ကလေးချောင်းကနေဘုံကျဲတက်ခိုက်မှု၃ကြိမ်လုပ်ခဲ့တာလို့ဆိုပါတယ်။ဘုံကျဲတက်ခိုက်မှုကြောင့်ဒဏ်ရာရသွားတဲ့အရသားတွေထဲမှာတော့ခရိယန်ဓမ္မအမှုတော်ဆောင်ဆရာတယောက်လည်းပါတယ်လို့ဒေသခံတယောက်ကပြောပါတယ်။အဲ့ဒီဆရာ တော့ဟာခြေထောက်ပြတ်သွားပြီးစိုးရိမ်ရတာကြောင့်အရေးပေါ်စေကူတမှုခံယူနေရပါတယ်။စစ်ကောင်စီတပ်ရဲ့ဒီလေးချောင်းတိုက်ခိုက်မှုတွေဖျားချောင်းအပါအဝင်အိမ်ငါးလုံးထက်မနည်းလဲထိမှန်ပျက်စီးသွားပါတယ်။မတူပီမြို့ကို2024ခုနှစ်ဇွန်လ26ရက်နေ့မှာချင်းညီနောင်အဖွဲ့နဲ့အေအေပါဝင်တဲ့မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေကတင်ပတ်ရရှိခဲ့တာဖြစ်ပါတယ်။မြို့သိမ်းတိုက်ပွဲတွေတင်းရှောင်နေကြတဲ့ဒေသခံတွေဟာမြို့ထဲပြန်လည်နေထိုင်ကြတဲ့အချိန်အခုလိုမျိုးလေးချောင်းကနေဘုံကျဲတက်ခိုက်ခံခဲ့ ခဲ့ရတာပဲဖြစ်ပါတယ်။မြန်မာနိုင်ငံတဝမ်းပြီးခဲ့တဲ့မတ်လအတွင်းမှာစစ်ကောင်စီတပ်ရဲ့လက်ချက်ကြောင့်အမျိုးသမီး66ယောက်သေဆုံးခဲ့တယ်လို့မြမအမျိုးသမီးတပ်မက BW ကထုတ်ပြန်ပါတယ်။သေဆုံးသူတွေအပြင်ဒဏ်ရာရတဲ့အမျိုးသမီး88ယောက်ရှိခဲ့တယ်လို့ဧပြီလ16ရက်နေ့မှာ BW ကထုတ်ပြန်ပါတယ်။မတ်လအတွင်းလေကြောင်းတိုက်ခိုက်မှုကြောင့်သေဆုံးသူအယောက်90ဒဏ်ရာရတဲ့သူ49ယောက်ရှိခဲ့ပြီး တနိုင်ငံလုံးအတိုင်းအတာအနေနဲ့မကွေးတိုင်းထဲမှာ15ရောင်နဲ့အများဆုံးဖြစ်ခဲ့တယ်လို့ဆိုပါတယ်။လက်နက်ကြီးပစ်ခတ်မှုကြောင့်သေဆုံးသူ9ရောက်ဒဏ်ရာရတဲ့သူ23ရောက်မြေမြုပ်မိုင်းကြောင့်သေဆုံးသူ2ရောက်ဒဏ်ရာရတဲ့သူ15ရောက်တပ်ဖြတ်ခံရမှုကြောင့်သေဆုံးသူက9ရောက်ရှိခဲ့တယ်လို့ BWU ရဲ့စီးရင်တွေအရသိရပါတယ်။မန္တလေးတိုင်းနဲ့ရှမ်းပြည်မှာသေဆုံးသူ12ရောက်ရှိခဲ့ပြီးစကိုင်းတိုင်းထဲမှာတော့9ရောက် ပဲခူးတိုင်းထဲမှာ9ရောင်နဲ့ရခိုင်ကချင်ကရင်နီ ကရင် တနင်္သာရီအပြင်အေရီတိုင်းထဲမှာလည်းတည်ဆုံသူတွေရှိခဲ့ကြပါတယ်။အခုရက်ပိုင်းအတွင်းမှာဘဲပုတ်ကိုအဖွဲ့စည်းကမှဝအမျိုးသားတိုးတက်ရေးပါတီ UWSP ကလုံခြုံရေးယူပေးတာမျိုးမရှိဘူးလို့ပါတီပြောရေးဆိုခွင့်ရှိသူဦးညီရမ်ကသူ့ရဲ့ Facebook စာမျက်နှာမှာထုတ်ပြန်ထားပါတယ်။အရင်ရက်ကတော့ဝလူငယ်အတန်းတရင်ထဏကလာရှုံမျိုးကိုပြောင်းဝင်လာတဲ့ စစ်ကောင်စီတပ်တွေနဲ့ဌာနဆိုင်ရာပုဂ္ဂိုလ်တွေကိုဝါတက်မလို့နဲ့ကိုကန်တက်မလို့ကလုံခြုံရေးပေးထားတယ်လို့သတင်းထုတ်ပြန်ခဲ့ပြီးသတင်းဌာနတော်တော်များများကလည်းအဲ့ဒီသတင်းပေါ်အခြေခံပြီးတော့သတင်းတွေထုတ်ပြန်ခဲ့ကြပါတယ် UWSB ဝါအဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူကအဲ့ဒီသတင်းတွေပေါ်အခြေခံပြီးဝါအဖွဲ့အနေနဲ့ဘယ်အဖွဲ့စီဘယ်ပုဂ္ဂိုလ်ကိုမှလုံခြုံရေးယူပေးတာမျိုးမရှိဘူးလို့ပြောဆိုခဲ့တာပါဧပြီလ18ရက်နေ့မှာတော့စစ်ကောင်စီလက်အောက်ခံဌာနဆိုင်ရာ ာတွေကပုဂ္ဂိုလ်တချို့ဟာလာရှိုးမြို့တဲ့ကို ပြန်ပြီးတော့ဝင်ရောက်သွားခဲ့ကြပါတယ်။ ခုဆက်ပြီးတော့သတင်းလွှာတွေကိုတင်ဆက်ပေးသွားမှာပါနိုင်ငံတကာကပေးအပ်တဲ့လူသားချင်းစာနာမှုအကူအညီတွေကိုစစ်ကောင်စီကသူတို့ရဲ့အာဏာတည်မြဲရေးအတွက်ပဲအသုံးပြုနေတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကပြောဆိုလိုက်ပါတယ်ဒီအကြောင်းကိုတော့ NMG ရဲ့သတင်းထောက် Smile ကတင်ဆက်ပေးထားပါတယ် မြန်မာနိုင်စံတရက်နေ့ဧပြီလ18ရက်နေ့ကပြည်သူ့ရေးစီနှစ်တစ်ကူနှုတ်ခွန်ဆက်မိန့်ခွန်းမှာအမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတဒူဝါလက်ရှိလာကထောက်ပြပြောဆိုလိုက်တာဖြစ်ပါတယ်။ကျွန်တော်တို့လူထုထိခိုက်ခံစားရမှုကို အကျန်းဖက်စေတုံစုကထတ်မှန်အတုံးချခွန်ရတော့တာကတော့စိတ်မကောင်းစရာကောင်းပါတယ်။ဒါအပြင်လူသားစာနာမှုအကူအညီတွေကိုစေတုံစုကလက်နက်တပွဲကိုင်ဆွဲ အတုံးချနေပါတယ်နိုင်ငံတကာကပြတ်တဲ့လူသားစာနာမှုအကူအညီတွေဟာလူအပ်နေတဲ့လူထုထက်လက်ထဲတိုက်ရိုက်ရောက်ရမှာဖြစ်ပါတယ်လူထုကိုဘေးဒုက္ခအန္တရာယ်မျိုးစုံကြရောက်အောင် လုပ်နေတဲ့အချမ်းဖက်စစ်တပ်လက်ထဲလူသားစာနာမှုအကူအညီအုပ်စုကိုကြိုးအတွက်အတုံးချဖို့ဘလူးနည်းနဲ့မှ ရောက်မသွားရဘူးဆိုတာကျွန်တော်ရှင်းရှင်းပဲပြောကြားချင်ပါတယ် စစ်ကောက်စီကပြည်သူဗန္နာနဲ့ဝယ်ယူဖြစ်တင်ထားတဲ့အရင်အမြစ်တွေကိုငလင်ပြီးဒုက္ခခံစားနေရတဲ့ပြည်သူလူထုကယ်ဆယ်ရေးအတွက်အတုံးမပြုတ်ပဲလေကြောင်းတိုက်ခိုက်ရေးအတွက်အတုံးပြုတ်နေတာကိုလူထုတွေအနေနဲ့ရှင်းလင်းစွာမြင်နိုင်ဖို့လိုအပ်တယ်လို့ယာယီသမတဒူဝါလက်ရှိလာကဆက်ပြောပါတယ်စစ်ကောက်စီအနေနဲ့လူသားချင်းစာနာမှုအကူအညီတွေကိုနိုင်ငံရေးလက်နက်တပွဲချုပ်ကအသုံးပြုမှုမဖြစ်စေဖို့အာရှနဲ့နိုင်ငံတကာကို NUG ကတတိပေးတောင်းဆိုထားပါတယ်။ စစ်ကောင်စာဘူချုံမူကြီးမရောက်လိုက်ကလည်းငလင်ဘေးတစ်ပြည်သူတွေပြန်လည်ထူထောင်ရေးလုပ်ငန်းအတွက်အမြန်ဆုံးဆောင်ရွက်ပေးမယ်လို့မြန်မာနေသစ်ကူနေဆန်းတရရဲ့နှုတ်ခွန်းဆက်စကားမှာထပ်ပြောခဲ့ပါတယ် မကွေးတိုင်းမကွေးအချင်းထောင်အနီးတဝိုက်နေရာတွေမှာစစ်ကောင်စီတပ်နဲ့ဒေသအတွင်း PDF တို့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးအချင်းဦးစည်းဝင်ထမ်းတွေရဲ့ပြစ်ခတ်မှုကြောင့်နိုင်ငံရေးအကျဉ်းသားနှစ်ယောက်သေဆုံးခဲ့တယ်လို့ထောင်နဲ့နှိဆက်သူတွေကပြောကြပါတယ်။ NMG ကသတင်းထောက်ကိုစောပွဲရတင်ဆက်ပေးထားပါတယ်။ စစ်ကောင်စီလက်အောက်ခံအချင်းဦးစီးဌာနဝန်ထမ်းတွေကထောင်ဘူးဝါနဲ့ကင်းမြော့စင်မှာနေရာယူပြီးပြစ်ခတ်မှုကြောင့်ထိခိုက်သေးဆုံးခဲ့တာဖြစ်တယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရဲ့အကျဉ်းသားများကွန်ရက် PPNM ဦးဆောင်ကော်မတီဝင်ဖြစ်သူကိုတိုက်ထွန်းကပြောပါတယ်ဖြစ်စဉ်အားတကြံပိတ်ရဖြစ်တော့မိသားစုဝင်တွေချက်ချင်းသူတို့အသိပေးကြောင်းကြားဖို့တော့ခရင်နိုင်လိမ့်မယ်လို့ကျွန်တော်သုံးသပ်တယ်ပြမိသားစုဝင်တွေနဲ့သူတို့တရင်ပေးဖို့ခဲ့ခြင်းအကြောင်းကြားခဲ့ခြင်းရှိမရှိဆိုတော့ကျွန်တော်မသိရသေးပါဘူးပြအဲ့တော့တေချာကတော့ရုံးပိတ်ရဖြစ်တော့ ထားရဲ့လှုပ်ထုံလုံနည်းနဲ့ပဲတချို့ဖို့ပဲများပါတယ်ဘာလို့လဲဆိုတော့အဲသူတို့ပြစ်ခတ်လောက်ပြစ်ခတ်မှုကြောင့်တိစုံထားတဲ့သူတွေကိုတော့ပြည်ပပြည်သူတွေသိရှိအောင်တော့သူတို့ကြမှာမဟုတ်ဘူးအပြည်ရာ73ရဲ့နေပြစ်ခတ်မှုထဲထောင်ရင်းဓမ္မယုံမှာအနားယူနေတဲ့စောရွှေအောင်အပါဝင်နန်ချင်းတယောက်တိစုံခဲ့ပြီး9ယောက်ထက်မနည်းတန်ရရှိခဲ့တာကြောင့်စေကူတမှုခံယူနေကြပါတယ်ဒါအပြင် 2022ခုနှစ်မတ်လ14ရက်နေ့ကဖန်ကန်ထားရတဲ့တောင်တွင်းကြီးမြို့နယ်ကိုစားပြုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့အမတ်ဖြစ်သူဦးဝင်းမြင့်လိုင်လည်းပြစ်ခတ်မှုအတွင်တိုက်ခိုက်မှုရှိပြီးတိုက်ပိတ်ခံထားရတယ်လို့ဆိုပါရယ်စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းထောင်နီးနားတွိုက်နေရာတွေမှာတိုက်တွန်းမှုဖြစ်ပွားလာရင် ထောင်တကားတွေကိုတော့ကက်ထားလေးရှိတယ်လို့ကိုတိုက်ထုံးကသူကြုံတွေ့ဖူးတဲ့အခြေအနေတွေကိုဝင်မြပါရယ်အဓိကတော့ဖြစ်တာပါဗျာကျွန်တော်တို့တနက်ဖောက်ပြီဆိုတာနဲ့တင်ပဲကျွန်တော်တို့ အဲအချင်းတော်တကားတွေကိုပိတ်ခဲ့တာတို့အချင်းတော်ရအောင်ကိုခန်းထဲဝင်ပြီးမှတကားတွေချက်ချင်းပိတ်တာမျိုးတို့တောင်းလို့ကျွန်တော်တို့အဲဂျုံခဲ့ရတဲ့အခြေအနေရှိပါတယ်ဗျ PPNM ကနန်ဂျင်တိကိုက်မှုအသေးစိတ်သိရှိနိုင်ရေးအတွက်စုံစမ်းနေဆဲဖြစ်ပြီးထောင်ဝင်တဲ့အများစုကလည်းပြပြတက်တန်တိကိုက်မှုရှိတယ်လို့ဆိုပါတယ်လက်ရှိမှာတော့စစ်ကောင်စီဘက်ကဒီတရင်ကိုဖုံးပြထားပြီးထောင်နှင်းစုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေကြတယ်လို့အချင်းတော်နဲ့နှီးဆက်သူတွေကဆိုပါတယ် ီနေ့ရဲ့အစီအစဉ်ကိုတော့ကျွန်တော်တို့ဒီမှာပဲရပ်နားမှာဖြစ်ပါတယ်။တိုင်းသားဒေသတွေတဲကအဖြစ်ပြက်တွေနဲ့ဆက်ဆက်တဲ့သတင်းတွေ၊ဆောင်းပါးတွေ၊ဆက်သွယ်မေးမြန်းချက်တွေကိုသတင်းနဲ့မီဒီယာကွန်ရက်သတင်းဌာနကအဖွဲ့သူအဖွဲ့သားတွေကတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ကျွန်တော်တို့သတင်းဌာနရဲ့ podcast ထုတ်လွှင့်ချက်တွေကို နားဆင်နေကြတဲ့မိဘပြည်သူအားလုံးရှင်လန်းချမ်းမြေကြပါစေရှင်။